မြန်မာလုံသားစေလွတ်မဲ့ပြည်တွင်းအေဂျင်စီတွေဟာတလားတစ်ကြိမ်ပဲအလုပ်ခေါ်စာတင်ပြခွင့်ရရှိမှာဖြစ်ပြီးနိုင်ငံလိုက်အလုပ်သမားစေလွတ်မှုအရေးအတွက်ကိုလည်းစစ်ကောင်စီကကန့်သတ်လိုက်တယ်လို့အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေထံကသိရပါတယ်။ပြည်ပနိုင်ငံတွေကိုစေလွတ်မဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနနဲ့သက်ဆိုင်ရာနိုင်ငံတွေကတန်အရာရှိတွေထံအစစ်အစစ်တင်ပြဖို့လိုအပ်ပြီးခွင့်ပြုချက်ရမှာပဲလုပ်သမားစေလွတ်ခွင့်ရှိမယ်လို့ဆိုပါတယ်။ ် MOU စနစ်နဲ့ထိုင်းနိုင်ငံကိုတလအယောက်50ဂျပန်ကိုတလ15ယောက်စင်ကာပူနိုင်ငံကိုတလ9ယောက်နဲ့တောင်ကိုရီးယားနိုင်ငံကိုတလ10ယောက်ပဲတင်ပြရမှာဖြစ်တယ်လို့လောကမဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ agency တွေကလုံးနီးပါးအဆင်မပြေတော့တာဗျအဲလောကမဝင်ကြီးတွေအစ်အစ်အဲ့ပြောင်းလဲလာတယ်အတို့မူဝါဒတွေလည်းပြောင်းတယ်တယောက်တမူလိုဖြစ်နေဗျာတယောက်လာလိုက်တမူပေါ့ဗျာအဲ့လိုမျိုးထိခိုက်မှုတွေကကြီးမားလာတယ် အမှငိုကြီးထိခိုက်ဆုံးဆုံးမှုတွေဖြစ်လာပြီးတော့အခုဆိုဗျာအလို့သမားထောင်ထဲချပြီးတော့ဗျာအခက်ခဲဖြစ်နေပြီဗျာစစ်ကောင်စီကစစ်သားတစ်ရရှိဖို့ရအတင်းအာဓမဆင့်ခေါ်နေတာဖမ်းဆီးနေတာတွေကြောင့်လည်းလူငယ်တွေတင်းရှောင်ထွက်ပြေးနေကြရပြီစစ်ကောင်စီကလည်းလူငယ်တွေပြပထွက်ခွင့်မရနိုင်ဘူးဒီလမ်းမျိုးစုံနဲ့တင်းကျပ်နေတာပဲဖြစ်ပါတယ် စစ်ကောင်စီကပြည်ပရောက်မြန်မာအလို့သမားတွေကိုနီလန်းမျိုးစုံနဲ့တင်းကျပ်လာတယ်လို့လောက်ဆောင်ဝင်ငွေရဲ့25ရာခိုင်နှုန်းကိုမဖြစ်မနေပြန်လွှဲဘူးနဲ့ဝင်ငွေခွန်200ရာခိုင်နှုန်းကိုကောက်ခံတဲ့နီလန်းနဲ့နိုင်ငံသားဝင်ငွေရနေပြီမယ်လက်ရှိမှာတော့ပြည်ပထွက်အလို့လုတ်ခွင့်ကိုကန့်တက်လိုက်တာပဲဖြစ်ပါတယ်စစ်ကောင်စီကပြည်ပကိုလုတ်သားဆစ်လွတ်တဲ့မူဝါဒတွေကိုတင်းကျပ်ထားပေးမယ်။ MOU မထိုးထားတဲ့ရုရှားကိုတော့လုတ်သားဆစ်လွတ်တာတွေတော့လုတ်ဆောင်လာပါဗျ။ ွက်ဖို့ကမနေစူးစားထားတာလေပေါင်နဲ့ချင်းကားပြီးတော့အခုလိုမျိုးနေမျိုးစုံနဲ့ရှာဖွေထားတာပေါ့နော်ပတ်စံတွေကလည်းတွင်းပြီးသားတွေဖြစ်နေပြီပေါ့ဒီလိုမျိုးမှမှဒီစစ်ကောင်စီကနေပြီးတော့နေမျိုးစုံနဲ့တင်းကျပ်လာတဲ့အခါကျတော့ကျွန်တော်တို့ဘက်ကလည်းစောင်းနေရည်ပြဿနာတွေရှိရပေါ့နော်အခုဆိုလို့ရှိရင်အလုပ်လဲဘယ်မှာလုပ်လို့လောက်အောင်ဘယ်စီမှာတွားပြီးတော့လုပ်လို့လောက်အောင်မသိတော့ဘူးနော်ကျွန်တော်လိုပဲဒုက္ခရောက်နေတဲ့သူတွေလည်းအများကြီးပါပဲ ာနာမသိန်းခင်ကပြပအလုတ်ကန်အေဂျင်စီ300ဝန်းကျင်လောက်သာရှိပြီးအာနာသိန်းပြီးနောက်ပိုင်းနိုင်ငံခြားငွေလိုအပ်လာတဲ့စစ်ကောင်စီကသူတို့နဲ့နှီးဆက်တဲ့သူတွေကိုလောက်ကန်အေဂျင်စီလိုင်စင်တွေခွင့်ပြုပေးနေတာကြောင့်လောက်ကန်အေဂျင်စီ600နီးပါးအထိများပြားလာခဲ့ပါတယ်။ 2023-2024ဘဏ္ဍာနှင့်ဧပြီလကနေဖေဖော်ဝါရီလထိအေဂျင်စီ440ကပြည်ပနိုင်ငံတွေကိုမြန်မာအလုပ်သမား36,000ကျော်ပို့ဆောင်ခဲ့ပေမယ့်2023ဧပြီလမှာတော့ပြည်ပဆစ်လွတ်တဲ့အလုပ်သမား9,000ခန့်ပဲရှိခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝင်ကြီးဌာနကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့စစ်မှုထမ်းဥပဒေကြေညာလိုက်တဲ့အချိန်မှာတော့ဖေဖော်ဝါရီလတလတည်းကို2,000နီးပါးအထိပြန်လည်မြင့်တက်လာခဲ့ပါတယ်။ 2023နှစ်ကုန်ပိုင်းကထုတ်ပြန်တဲ့အပြည်ပြည်ဆိုင်ရာလုံထမအဖွဲ့ချုပ် ILO မှတ်တမ်းမှာမြန်မာလုံထမတို့ရဲ့ဆေးရခိုင်နှုန်းကပြည်ပနိုင်ငံတွေမှာအလုတ်လုတ်ကိုင်းနေပြီ။အိန္ဒိချင်းထိုင်းနဲ့မလေးရှားနိုင်ငံမှာနှစ်သက်သမ2တန်းကျော်ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။